ရေကြီးကတော့သူကတော့ကိုမိဘလို့သဘောထားပြီးအဖေလို့ခေါ်တဲ့အတွက်အဲတာသမီတယောက်တိုးသလိုပါပဲဟုတ်တယ်ပြောရှိတယ်မလားအဲမိကတော့အိမ်မှာရှားကြပါပါဖြစ်နေတယ်အမိမရှိဘူးအဖေကတော့ကျွန်တော်တို့ဆန်ပြပုဂ္ဂိုလ်ပါပဲပေါ့နော်အဖေဖြတ်သန်းလာတဲ့ဘဝတွေကဟိုးကျွန်တော်တို့ဖြတ်သန်းလာတဲ့ပူဆိုးတဲ့ဘဝတွေကိုအများကြီးဖြတ်သန်းခဲ့တယ်ပေါ့ကျွန်တော်တို့မွေးလာပြီးနောက်ပိုင်းမှာတော့အဲ့လို ဆိုတဲ့အခြေအနေမျိုးတော့မဟုတ်တော့ပါဘူးဒါပေမဲ့ပြည့်ပြည့်စုံစုံကြီးရတော့မဟုတ်ခဲ့ဘူးပေါ့နော်အဲ့ဒီဘဝတွေကိုအဖေဥဆောင်ပြီးသွားခဲ့အခုချိန်အဖေကကျွန်တော်ဥဆောင်နေတော့ပါပဲအဖေကကျွန်တော်လှုပ်ရှင်နေအကူလည်းလှုပ်တယ်ပြည်ဦးလေးမှာအဖေခြံလေးလှောက်အောင်ဆိုလည်းအဖေသွားတာပဲအဲအဲ့တော့ကျွန်တော်ကအမြဲတမ်းဥဆောင်သလိုကျွန်တော်အတွက်အရေးကြီးဆုံးနေရာမှာနေပေးတာအဖေပါပြီးတော့အမေပေါ့နော်အမေရောအဖေရောကကျွန်တော်တို့အရေးကြီးဆုံးနေရာမှာရှိပါတယ်ဟုတ်ဒါကျွန်တော်အဖေဦးစိုးသိမ့်ပါရင်းတော့ကျွန်တော်တို့ဒီ စိုးစန္နာရုပ်ရှင်ထုတ်လို့ရေနောက်ပန်းလိုင်းစာပေဒီတီထောင်ခဲ့တာပါဥစိုးသိမ့်ပါခင်ဗျာပြီးတော့မနီရွှေစီရုပ်ရှင်ထုတ်လို့ရေကိုလည်းကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်မင်းသားဖြစ်တဲ့အချိန်မှာတီထောင်ခဲ့တာပါဟုတ်အော်လူကြီးအခုဆိုရင်ဦးလေးတို့ဒီမှာအခုလူရခတ်တာပြောတဲ့လူကလည်းပြောတယ်ဒီဘက်လာရတဲ့ကလေးတွေကိုလို့ဟိုသမီးဝါကမစားရတဲ့ဆက်ပြတော့တေချာမတက်ရလို့ညစ်ပတ်ပြေးရတယ်ဝဲတွေပါတွေပေါက်နေတယ်ပါအဲ့ဒါကြောင့်ဒီဘက်မှာဆက်ပြဖို့လေးတွေတို့ထည့်ပြီးပေါ်ပေါ်လောလောသူတို့သုံးနေအောင် အဲလှူပေးဥမဆိုပြီးအဲ့ဒါလည်းအဲလို့တော့ဟိုစပ်ပြာကြီးလည်းဟိုအင်ဂျင်900ရှိတယ်စပ်ပြာကြီးလည်းပလင်း900ပေါ့ရအောင်လုပ်ပြီးတော့လုပ်ပေးတယ်အဲ့လိုအဲ့တော့ဟိုဦးလေးဥကရပြောပါအဲ့ဒီလိုဦးလေးဒီကိုယ့်ရဲ့ဒေတာမှာဇာတိမှာပေါ့ပြန်နေတာအဲ့ဒီမှာဟို16နှစ်19နှစ်အဒီအိမ်ဝယ်ဒီမှာဦးလေးတို့ဟိုအထက်တန်းကျောင်းသားတွေဖြစ်လာပြီးဆယ်တန်းဖြည့်ပြီးပြီးအဲ့တော့ရန်ကုန်မြို့ကြီးလည်းဟိုထိုက်တင်သလို တည်ငြိမ်သွားပြီဆိုပြီးရန်ကုန်တက်လာပြီးရန်ကုန်မှာဦးလေးတို့စွန့်စားပြီးတော့အလုပ်ကင်ရှာပွေးတာလမ်းတွေပါရှောက်သွားရင်းနဲ့ကြည်ပြီးတွေ့တဲ့ဟာလေးတွေပေါ်မှာငါသာဒီဟာကိုလုံးခဲ့ရတော့ဆိုပြီးတော့စာပေနေတဲ့ရောက်ဖို့ဦးလေးကဒီလိုပို့စကတ်ကလေးတွေလုပ်တယ်နောက်ပြီးတော့ဟိုလက်ပွေလေးရောင်းတဲ့စားဆောင်လေးတွေကတ်တွန်းလေးတွေအဲ့ဒါလေးတွေထုတ်ပြီးစာပေနေတဲ့ကိုမရောက်ရောက်ဝင်လာတာတွေနောက်ပြီးတော့အဲဒီဟိုနေ့ရုပ်ရှင် လုပ်ငန်းတွေဆိုလဲအာဟိဝါဒနာပါတာအဲရွှေရုံးပြောင်ဆိုတာဦးလေးတို့မျိုးကထွက်တာပေါ့ဒါလည်းဒါရွှေရုံးပြောင်ရွှေရုံးပြောင်အေးကိုမရောက်ရအောင်သွားတယ်အဲဦးလေးရဲ့ဟိုဆရာကမြို့မှာကျောင်းဆရာလုပ်ဖူးတယ်ရွှေရုံးထွန်းလင်းဆိုတာရှိခဲ့ဖူးတယ်အဲသူကဒီမှာဇညွန်းတွေပါရေးနေပြီအဲဆရာစီမှာဇညွန်းရေးတဲ့ပညာကိုသင်မယ်ဇညွန်းတွေရေးမယ်ဇညွန်းတွေရေးအရေးတော့ကဒီ ဇာကားတွေရိုက်ဖို့ဆိုတာလည်းမလွယ်ဘူးကော်မတီတွေကလည်းကန့်သက်ချက်ရှိတယ်အခုဆိုရင်လွယ်နေကော်မတီစကွတ်ရှောက်အခုပတ်စံဆောင်အခု registration ရရင်အခုကော်မတီလုပ်အခုဇလန်တင်အခုရိုက်ပေါ့ဇလန်တော့တင်ဖို့အခုကမလိုလားအောင်ခြေတုံးကတော့ဇလန်တင်ဇလန်တပုတ်ကြဖို့ဆိုတာထိပေါက်တာလည်းတော့ပိုခက်ခဲသေးတယ်အဲ့ဒီလိုနေရာမှာအဲ့ဒီဇာကားတကရိုက်နေအောင်လို့ကြိုးစားသူများကြပြီးသားဇလန်ကိုဝဲအဲ့ဒါအဖြူပေးဇာကားတကမှာအပါတော့တသိန်းလောက်ရှိရိုက်လို့ရတာ အဲ့ပတ်စံနဲ့သိကိုတော်တော်ရှားယူရတာဦးလေးတို့ကရှားပြီးတော့အဲ့လိုလိုအဲအတိတော့နေအောင်မင်းသားဖြစ်စကားစားမှာဦးလေးဇာကနှကမင်းသားကိုတခါတည်းနှကငါပြီးရိုက်လိုက်ဖြူတယ်အဲ့တော့စိုးစုလို့ကြော်စုလို့ဆိုတာပေါ်လာတဲ့ဖြစ်ကိုရောက်လာရောက်လာတော့တားငငယ်ပဲရှိသေးတယ်အဲ့ဒီအချိန်မှာသူကလည်းရွှေရှည်ကိုအောင်သွားပြီးဦးလေးရိုက်တဲ့ကားတွေကိုသူရင်းတလန်ရိုက်တာပဲသွားပြီးဟိုဖီးရှိပါမလဲဒါပေမဲ့ဇာကတကဖြစ်ဖို့ပဲအဓိကအနေနဲ့ရိုက်ယူလိုက်ရတာပဲလေအဲ့ဒီဆို အဲ့တော့ဟိုတုံးကြတတ်ရမယ်လေးကြတတ်ရမယ်လို့သူအော်ရောင်းနေအဲ့တော့သူအချက်တည်းသားလောက်ရှိအောင်ပဲအဲ့ဒီလိုအချိန်တွေဖြတ်ကျော်ခဲ့ရတာအဲ့တော့ငါလည်းငါငါမင်းသားမလို့ရတော့မင်းမင်းမင်းသားလို့မင်းမင်းသားလို့မှငါတီးပြောင်းမယ်ဆိုတဲ့စကားပြောသူပြုတ်ကိုပြောတာဘယ်ကပြောတယ်လေရုပ်ရှင်လောကတွေမင်းဝင်ရမယ်ဝင်ပြီးလို့ရှင်တယ်တည်တည်ထိတည်လို့ကိုလုပ်ပါမယ်လို့ဂရိတောင်းတယ်အဲ့ဒါကိုချင်တော့လုပ်ခဲ့ရတာ ရိုက်ဖူးတာရိုက်ဖူးတာဟုတ်ကလေးတို့ဆောင်ပြရိုက်ဖူးတာနှစ်ကားရိုက်ဖူးတယ်ကလေးတို့ဆောင်ဟုတ်အခုအခုအခုကိုပါပါနေတဲ့ကျွန်တော်ညမကနှလုံးသားနဲ့ရင်ရပါပြီဆိုတဲ့ကားမှာရွှေစင်ထိုက်အငယ်ကန်းကအဲအဲသူကအသေးတိုင်းမဟုတ်ရွှေထိုက်တပီးအငယ်လောက်ရတာပေါ့နော်သူကလောက်ရတယ်ကျွန်တော်ကဒီအစိမ့်အောင်တောင်ကြဆိုတဲ့ဟိုကားမှာကျွန်တော်နည်းနည်းပဲပါတယ်ကျွန်တော်အစိမ့်အောင်တောင်ကြဆိုတဲ့ဇာတ်ကားမှာကျွန်တော်များတယ်နေအောင်ငယ်ကန်းဥအောင်လင်းတို့နဲ့တွဲပြီးရုပ်ဆောင်ခဲ့ရတာပေါ့ဟုတ် လုံးခဲ့ရတာဘယ်လိုမျိုးရှိခဲ့တာအဲအဲ့တော့ကလေးဆိုတော့လေလုံးဆိုလုံးတာပဲပေါ့နော်ဟုတ်ဟုတ်အဲ့ဒါကိုယ့်ရဲ့ဆန္ဒတော့ပြည့်သွားတာပေါ့နော်ကိုယ့်ဆန္ဒပြည့်သွားတဲ့အတွက်အဲကိုယ့်ဒီနေ့တော့ပြောသွားတာပေါ့အဲ့ဒါပြီးတော့ဒါ pride လောက်ပါလေအဲဟုတ်တယ် तू ကငငယ်လေးတွေကအဲ့လိုကြက်ချင်ကြီးတို့ဘာလို့လှုပ်တာဝါသနာပါတယ်ဦးလေးကတော့သူ့ကန့်တတ်ချက်မထားပါဘူး तू လှုပ်ချင်တာလှုပ်ဆိုအဲ့လိုလှုပ်ခဲ့တာမလို့မင်းသားဖြစ်တော့လေ तू ကဟိုထိုင်ကဆိုလဲတက်နေလိုက်အရင်ပြေးနေတာပဲ တာမန်ခတ်တဲ့ခင်ဗျာပါမယ်ဆိုလဲသူလို့လဲအစဉ်ပြေတာပဲအရှိတုံးကသူကျောင်းနေရင်းနဲ့ဟိုကျောင်းစာတဲ့သူစိတ်ပါဝင်သားတာတွေရှောက်လို့တဲ့ဥစ္စာကမျက်နှာလို့တော့တော်တော်အထောက်ပံ့ဖြစ်ပါတယ်ဒီနေ့ကတော့ကြောင်းကြီးကညီကရနေကြတာပါအခုခါတော့ခစ်တီစနစ်တွေကပြောင်းသွားတဲ့ခါကျတော့ဥလေးတို့ဒီဗီဒီယိုလုပ်ငန်းဆိုတာတော်တော်မျိုးဗမာပြည်နဲ့တော့အလွန်ကြိုက်တာပဲအဲတော့ဒါပေမဲ့လို့အခုတော့ channel တွေပေါ်လာတော့ဗီဒီယိုထုတ်လို့တဲ့လူတွေအဆင်မပြေဘူးပေါ့နော် နောက်ယုံနေစနစ်ကလည်းဒီဒီပိုင်းတိမ့်ပြီးတဲ့နောက်ပိုင်းကစပြီးယုံနေရသတိလိုက်တယ်လို့ဖြစ်သွားပြီးတော့အဲနောက်ယုံနေခစ်မရှိတော့လို့အခုခါကြတော့လေစနစ်တွေတမျိုးပြောင်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 းသွားပြီးရုပ်ရှင်တွေတစ်ခါပြန်ပြီးတော့တော့မှအခုခစ်စားနေတော့ဟောတော်တော်အာအောဖို့ခေါင်းတာပေါ့နော်အခြေအနေတည်းကဒါဒါဟိုရချွေးမချော်ချော်လေးအဲ့တော့ဘယ်လိုလင်းမြင်လဲအဲဒါလည်းသူတို့ဝါသနာပါရနေသူတို့ပျော်ရွှင်စရာတွေလုပ်နေရတဲ့အတွက်အဲသူတို့လည်းဟို အထူးပြောစရာတော့မလိုတော့ပါဘူးသူတို့အတွက်လည်းဟုတ်တယ်သူတို့အောင်မြင်ပါစီပဲဆုတောင်းကြပါတယ်ဟုတ်တယ်အဲ့တော့ရေကြည်နဲ့ရောဘယ်လိုလေးရှိလဲပြောပြပါရေကြည်ကတော့သူကတော့ကိုမိဘလို့သဘောထားပြီးအဖေလို့ခေါ်တဲ့အတွက်အဲတာသမီတယောက်တိုးသလိုပါပဲဟုတ်တယ်မိရောရှိတယ်မလားအဲမိကတော့အိမ်မှာရှားကြပါပါဖြစ်နေတယ်အမကြီးမရှိဘူးကဲ တယ်တောင်းဆိုနေပြီโอเคအဖေကတော့ကျွန်တော်တို့ဆန်ပြပုဂ္ဂိုလ်ပါပဲပေါ့နော်အဖေဖြတ်တန်းလာတဲ့ဘဝတွေကဟိုးကျွန်တော်တို့ဖြတ်တန်းလာတဲ့ပူဆိုးတဲ့ဘဝတွေကိုအများကြီးဖြတ်တန်းခဲ့တယ်ပေါ့ကျွန်တော်တို့မွေးလာပြီးတော့ပဲမှာတော့အဲ့လိုဆိုးတဲ့အခြေအနေမျိုးတော့မဟုတ်တော့ပါဘူးဒါပေမဲ့ပြည့်ပြည့်စုံစုံကြီးရတော့မဟုတ်ခဲ့ဘူးပေါ့နော်အဲ့ဒီဘဝတွေကိုအဖေဥဆောင်ပြီးသွားခဲ့တယ်အခုချိန်အဖေကကျွန်တော်ဥဆောင်နေတော့ပါပဲအဖေကကျွန်တော်လှုပ်ရှင်နေအကူလည်းလှုပ်တယ်ဒီဦးလေးမှာအဖေခြံလေးလှုပ်အောင်ဆိုလည်းအဖေသွားတာပဲ အဲ့တော့ကျွန်တော်ကအမြဲတမ်းဦးဆောင်သလိုကျွန်တော်တို့အရေးကြီးဆုံးနေရာမှာနေပေးတာအဖေပါပြီးတော့အမေပေါ့နော်အမေရောအဖေရောကကျွန်တော်တို့အရေးကြီးဆုံးနေရာမှာရှိပါတယ်အခုတော့အဲပြီးတော့ကျွန်တော်ညီမအခုအခုဒီမှာဝိုင်းမီကူနေညီမကလည်းကျွန်တော်ဘဝအတွက်အရေးကြီးဆုံးတဲ့နေရာမှာပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဘာဦးဘာကောင်းဇာတ်လမ်းတွေကသူရေးပေးခဲ့တာအဲ့တော့ series ဆိုတာကျွန်တော်တို့ဒီအခုလို series တွေမပေါ်ခင်တည်းကကျွန်တော်ဘာကောင်းကားဆိုလို့ရှိရင်ကျွန်တော်22ကား track ဖူးတယ်တော့တော့ဒါ2နာရီကား22ကားဆိုတော့အားလုံး44နာရီသာရှိတယ် เนาะကျွန်တော် CD တွေကြီးတခုပေါ့အဲ့လိုပဲဘာဥကကလည်း16ကထွက်ဘူးလေဘာဥကကလည်းနှစ်နာရီက16ကထွက်ဘူးလေဒီလိုပဲကျွန်တော်အန်ဒီရပြေးလန်းတို့ရဲဥပတ်ခဲဆိုတဲ့ CD အတူလေးကြီးလည်းစနေကြီးပေါ့လင်းကားကလင်းကားကတွေပြီးနေတဲ့အချိန်မှာကျွန်တော်ကားရဲ့ရက်လိုက်တာပေါ့အဲ့တော့သူဒီလည်းအဲ့ဇာလန်းတွေကိုရေးပေးခဲ့တာအဲ့တော့အခုလည်းကျွန်တော်ရဲ့ writer လုပ်ငန်းလေးပေါ့နော်ကျွန်တော်ရဲ့လူမှုကူညီလုပ်ငန်းလေးမှာသူကလည်းနိုင်တဲ့နေရာကူလေကျွန်တော်နဲ့ပို့လို့ရှင်တယ်သူကကျွန်တော်နဲ့ပို့ပြီးစိတ်ပါတယ်ကျွန်တော်တို့အရေးကြီးဆုံးပုံကူတွေအများကြီးရှိခဲ့ပါတယ်ဒီထက်မှကျွန်တော်ရဲ့ဇနီးကလည်းကျွန်တော်တို့အရေးကြီးပါတယ်ပေါ့နော် ဟုတ်ကဲ့ပါအခု तू ကအရွယ်လဲရှိသေးတယ်ဘာပဲဖြစ်ဖြစ်ထိုက်တင်တဲ့ပုံသဏ္ဍာန်လေးလဲရှိတော့ကျွန်တော်တို့သူ့ကိုတော့တရုတ်ဆောင်တွေတယောက်ဖြစ်အောင်တော့စူးစမ်းပေးမယ်ဆိုပြီးကျွန်တော်စူးစမ်းနေပါတယ်ပေါ့ဟုတ်ပြီဟုတ်ယူရဲတာသမီးပေါ့အဲတာသမီးတွေပဲဟုတ်တယ်အဲတမီးအငယ်ဆုံးတယောက်ကြတော့သူကတရားသမားတရားသမားဟုတ်3ယောက်လား3ယောက်3ယောက်အဲ3ယောက်တမီးအငယ်ဆုံးတယောက်ကတော့အဲဟိုအမြဲတမ်းသူက Facebook မှာသူ့ရဲ့တရားတွေတရားလေးတင်တယ်ဟုတ်တယ်အဲ့တော့ဦးဇော်ကလည်းတရားသမားပဲ ညီမဲချက်ကိုကိုဝင်တယောက်ကဖြည့်စီးပေးအောင်ဟုတ်တယ်သုံးအောင်လုပ်ရိုက်ဖူးတဲ့ကျွန်တော်ညီမအလမ်းမကလည်းခလေးကျုပ်ဆောင်ဒါတော့အလမ်းမဥပလာတာအလမ်းမကခလေးကျုပ်ဆောင်ပြခါရိုက်ဖူးတယ်အငယ်ဆုံးမကလည်းကျွန်တော်မင်းသားလုပ်တဲ့အချိန်မှာသူကကျွန်တော်နဲ့အတူကားနှစ်ခါလောက်တွေ့ရိုက်ဖူးတယ်သူသွန်နေသိမ့်နိုင်ရဲ့သူရဲ့ကျွန်တော်ရဲ့အဲနောက်ကလည်းခဲစားကြီးကျော်ရဲ့မိမိခိုင်ရဲ့ကျွန်တော်တို့အဲ40ကျော်အချစ်တို့ပေါ့ရိုက်ခဲ့ဖူးတယ်သူကဝါသနာမပါဘူးနှစ်ခါလောက်ရိုက်ပြီးသူကညင်းနေတော့မရိုက်ချင်တော့ဘူးဆိုပြီးတော့ဟုတ်ကဲ့ဟုတ်